ကြီးညူခိုင်ချင်ရင်တော့ကြီးညူနိုင်လောက်တဲ့အရေးရှိရှိအောင်ကြီးညူနိုင်အောင်နေဖို့တော့လိုတာပေါ့နော်။ကိုကတည်းကကြီးညူခိုင်ချင်ရင်ကိုကိုယ်တိုင်ကသီလသမားတွေတိတ်ခါမိခင်ဆရာမိခင်တရား၁၀ပါးနဲ့ပြီးဆိုအောင်အုပ်ချုပ်နိုင်မှအပြည့်အစုံကကြီးညူတဲ့လူလူကောင်းတော့တယောက်ဖြစ်နိုင်မှာပေါ့နော်။ရှေ့မှာလည်းပဲဒီဘိုးမျိုးဝင်းနေမိတဲ့ရောင်ဆရာတော်ကြီး ဖြစ်စံတာပတ်သက်ပြီးတော့နိုင်ငံတော်ဆင့်သတင်းလိမ်လည်ပြီးတော့ lobby တွေကိုဝါဒဖြန့်ပြီးလိမ်လည်ခဲ့တဲ့အထောက်အထားတွေရှိတဲ့အတွက်လက်ရှိဒီဘက်ရင်ဖြစ်စံမှာလည်းပဲအစိုးရကတိကျစွာမထုတ်ပြန်ဘဲနဲ့ဒီကိစ္စက PDF တွေလောက်တာပါလို့ကျမကတော့တတိချမစိုးစွဲကြမှာဘူးရှင်အပြည့်ဆုံးကြည့်ရင်လည်းဆိုလို့ရှိရင်တော့ TikTok ရဲ့အောက်မှာ YouTube link ရှိပါတယ်အဲ့မှာဝင်ကြည့်ပါအခုကဘာပြောချင်တာလဲဆိုတော့ဒီပိုင်းဖြစ်စင်တဲ့ပတ်သက်လို့ကျွန်မအမြင်လေးတွေပြောဆိုတဲ့အခါမှာ အဲလက်ရှိပေါ့နော်ကျွန်မကိုအာလက်ရှိပြည်ရေးဝန်ပြည်ရေးဌာနမှာပေါ့တော်မထမ်းဆောင်နေတဲ့အရာရှိတယောက်ကနေပြီးတော့ငါဖုတ်ဆက်လာတယ်။ကျွန်မရဲ့ပြောဆိုမှုလေးတွေကလက်ရှိအစိုးရပေါ်မှာအနေငယ်အနေငယ်ပေါ့အချင်းညိုပြက်စင်းနေတဲ့အတွက်ကျွန်မကိုဟောတတိပေးတဲ့ဆိုတဲ့သဘောပေါ့နော်။ဆိုတော့ကျေးဇူးတင်ပါတယ်တတိပေးတဲ့အတွက်။ပြောချင်တာစကားတစ်ခုမှရှိရဲ့။လက်ရှိဒီပိုင်းဖြစ်နေတဲ့ပတ်သက်လို့နော်ညမနေ့ကညနေကတော့ပြောထားတာရှိပါတယ်အဆအဆုံးကြည့်ချင်း တတော်မှာတင်များတဲ့အတွက် YouTube မှာတင်ထားတဲ့ဝင်ကြည့်ပါပြောကြစကားတစ်ခုရှိပါတယ်လက်ရှိဒီပိုင်းပြည်စင်တဲ့ပတ်သက်လို့ကျွန်မလက်ရှိဟာလက်နက်ကမ်းပြီးတိုက်နေတဲ့နှစ်ဖွဲလုံးပေါ်မှာကျွန်မပြောတယ်ဒါပေမဲ့တချို့ကအသက်သေးထောက်ထားတွေရသူတို့ပြည်ရဲ့အချင်းချင်းလောက်တာလို့ပေါ်လင်းနေပါလင်းနဲ့ကျွန်မကဘာလို့လက်ရှိအစိုးရပိုင်းကိုပြောလဲဆိုရင်ရှိမှလည်းပဲဘကူးမျိုးဝင်းနေမိတာရောဆရာတော်ကြီးပြန်လုံတော်မူခဲ့တဲ့ဖြစ်စဉ်မှာ ပြောင်းလဲပြောင်းစားခဲ့တဲ့အတွက်ထပ်ပြောမယ်နော် ခင်ဗျာဝင်နော်ရှေ့မှာလည်းပဲဘကိုးမျိုးဝင်းနေမိနိုင်အောင်ဆရာတော်ကြီးမဟာနာငိမ့်ဆရာတော်ဘုရားကိုမာယုံပြီးပြက်ခတ်မိရဆိုလို့ရှိရင်လည်းမာယုံပြီးပြက်ခတ်မိရလို့မဝင်ခံပဲနဲ့ PDF တွေပြည့်လို့သိပါတယ်ဆိုပြီးတော့နိုင်ငံတော်အဆင့်သတင်းလိမ့်လည်မှု လုပ်ခဲ့တဲ့အတွက်နိုင်ငံတော်အဆင့်သတင်းလိမ့်လည်မှုလုပ်ခဲ့တယ်လို့ lobby တွေနဲ့လည်းဝါရဖြန့်ခိုင်းခဲ့တဲ့ထောက်ထားတက်တည်ပြည့်ချက်ရှိနေတဲ့အတွက် လက်ရှိဒီဘက်ရင်ဖြစ်စဉ်ကိုလည်းပဲအစိုးရအနေနဲ့ကတိတိကျကျမထုတ်ပြရင်ဘဲနဲ့ဒါ PDF တွေပဲလုတ်ပါတယ်ဆိုပြီးကျမကျမမဘုဒ္ဓမဟာသွေးကျမအမြင်တွေကတော့တတိယကျမမဝင်ဖန်ကျမမနှုံးတက်ဘူးနော်သူဖြစ်သူခံကိုဖြစ်ကိုခံကိုတမိုင်းကြောင့်ကိုရေးလိမ့်မယ်ဒါပေမဲ့သူကြောင့်ငါကြောင့်ဆိုပြီးတော့လက်ညှိုးထိုးအပြစ်ပုံချလွှဲချနေတာပရေဘိုးကြောင့်လည်းလောက်ရတဲ့ဖြစ်တယ်သူကြောင့်ငါကြောင့်ဆိုပြီးလွှဲမချပါနဲ့နော်ဆိုတော့ အဲရှင်မညာနီကပြောလိုက်ရတော့ပြင်းထန်သွားတယ်ထင်ပါတယ်လက်ရှိအစိုးရကိုကြီးညိုပြက်စီတဲ့ပါ냐ဆိုပြီးတော့ကျမကိုသူကတော့ခင်မင်းလို့စေနာနဲ့တတိပေးတာပေါ့နော်။နောက်ကြီးညိုပြက်စီတဲ့ဆိုလို့ရှိရင်လည်းကြီးညိုကြီးညိုခံချင်ရင်တော့ကြီးညိုနိုင်လောက်တဲ့အရေးချင်းရှိအောင်ကြီးညိုနိုင်အောင်နေဖို့တော့လိုတာပေါ့နော်။ကိုကသမ ्या ကြီးညိုခံချင်ရင်ကိုကိုယ်တိုင်ကသီလသမားတွေတိတ်ခါမိချင်းစရာမိချင်းတရား၁၀ပါးနဲ့ပြီးဆိုအောင်အုပ်ချုပ်နိုင်မှာပြည်သူကကြီးညိုတဲ့လူလူကောင်းတော်တယောက်ဖြစ်နိုင်မှာပေါ့နော်။ရှေ့မှာလည်းပဲဒီဘိုးမျိုးဝင်းနေမင်းတရားရောင်ဆရာတော်ကြီး ဖြစ်စံတာပတ်သက်ပြီးတော့နိုင်ငံတော်ဆင့်သတင်းလိမ်လည်ပြီးတော့ lobby တွေကိုဝါဒဖြန့်မိလိမ်လည်ခဲ့တဲ့အထောက်အထားတွေရှိတဲ့အတွက်လက်ရှိဒီဘက်ရေးဖြစ်စံမှာလည်းပဲအစိုးရကတိကျစွာမထုတ်ပြန်မဲနဲ့ဒီကိစ္စက PDF တွေလောက်တာပါလို့ကျွန်မကတော့တတိချာမစိုးဆွဲကြမှာဘူးရှင်ကောလင်းမင်းတက်နှင့်ဂန်ကောမျိုးနယ်တို့တွင်စစ်ကောင်စီတပ်ကတိုက်လေရင်ဖြင့်ဘုံများကျဲချမှုစတင်ကြောင်းနှင့်နေအိမ်များပျက်စီးစကိုင်းတိုင်းကောလင်းမျိုးနယ်အရှိချမ်းရှိကညို့အင်းရွာအကျန်းဖက်စစ်တပ်ကချက်ဖိုက်တာဖြင့် ဘုံနှလုံးလာရောက်ကျဲချခဲ့ကြောင်းဒေတာပြည်သူများကရန်ကုန်ခက်တစ်တရင်ဌာနသို့ပြောကြသည်မေလ14ရက်နေ့ည10:23နာရီ23မိနစ်အချိန်မန္တလေးတံတားဦးလီတက်မှတက်လာသည့်အကြမ်းဖက်စစ်တပ်၏ဂျက်ဖိုက်တာဖြင့်ဘုံနှလုံးကျဲချခဲ့ခြင်းဖြစ်ပြီးဘုံများမပေါက်ကွဲခဲ့တာလဲနေအိမ်တလုံးပေါ်ဘုံတက်တဲကြရောက်တဖက်ဖြင့်နေအိမ်ပျက်စီးခဲ့ကြောင်းဒေတာပြည်သူများထံမှသိရှိရသည်ဦးမြင့်သိန်းအိမ်ပေါ်ကြတာအိမ်ပြက်တယ်နောက်တလုံးက ဥဖိုးနေအိမ်ရှိလေကားပေးကြတာပြည်သူတွေပဲတိုက်ပွဲလဲမရှိဘူးဟုဒေတာပြည်သူတဦးကရန်ကုန်ခေတ်သစ်တရင်ဌာနသို့ပြောကြသည် ထို့ပြင်ချင်းပြည်နယ်မင်းတပ်မြို့နယ်တွင်းကိုလည်းအကြမ်းဖက်စစ်တပ်ကဂျက်ဖိုက်တာနှင့်လာရောက်ကျဲချခဲ့ကြောင်းဒေတာပြည်သူများထံမှသိရှိရသည်ယနေ့မေလ15ရက်နေ့နနက်9:40နာရီ40မိနစ်အချိန်အကြံဖက်စစ်တပ်ဤမိတ္တီလာမြို့ရှမ်းတဲလီတပ်မှတက်လာသည့်တိုက်လေရင်ကမင်းတပ်မြို့နယ်တွင်ရှိကြေးရွာတရွာကို အကြောင်းမဲ့ဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည့်အလားတူမကွေးတိုင်းကံကောမျိုးနယ်လာပို့ကြီးရွာစာတင်ကျောင်းကိုအကျန်းဖက်စစ်ကောင်စီတပ်ကလေကြောင်းဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ရာစာတင်ကျောင်းဆောင်လုံးဝပျက်စီးသွားကြောင်းရောအလင်းတမ်းမှကိုပကောင်းကရန်ကုန်ခေတ်တည်တင်းဌာနထံသို့ပြောကြားသည် ယမန်နေ့မေလ14ရက်နေ့24မိနစ်ကဂန်ကုန်မြို့နယ်လာပို့ကြီးရွာစာတင်ကျောင်းကိုအကျန်းဖက်စစ်ကောင်စီ၏တရားဥပဒေတက်မှတက်လာသောမိန်း29အမျိုးအစားလေရင်ဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ရာစာတင်ကျောင်းဆောင်ခါလဲမှကျိုးကျပျက်စီးသွားပြီးလူထိခိုက်မှုမရှိကြောင်းသိရသည်။စာတင်ကျောင်းဆောင်ခေစာတင်ကမ်းမှခါလဲကနေကျိုးကျပျက်စီးသွားတာဘုံသည်ဘယ်နှလုံးလောက်ချသွားလဲတော့မသိရဘူး။စာတင်ကျောင်းကတော့လုံးဝပျက်စီးသွားတယ်။ အဲ့ဒီလာပိုးရွာကဂံကုန်မြို့နဲ့ငါမိုင်းကွာမှာရှိတာဆိုတော့အများရန်စစ်ပေးရှောင်နေရတဲ့ရွာတရွာပါဟု ရော်လင်းတန်းမှကိုပါကောင်းကရန်ကုန်ခေတ်သစ်တည်င်းဌာနထံသို့ပြောကြသည်